အဲဒီနေ့ကတော့ဘန်ကောက်မှာ education visa နဲ့လာတဲ့သူတွေဘယ်လိုဘန်အကောင့်ဖွင့်ရမလဲဆိုတော့ပြပြပေးပါပါအာ Facebook page ကနေပြည့်ပြည့်ကြိုးစလိုက်ပါတယ်အာအာဒီ page ကိုခုမှလာကြည့်ဦးရဲ့ဆိုလို့ရှိရင်ခုမှလာကြည့်ရဲ့အဖြစ်ဆိုလို့ရှိရင် page ကို like and follow လုပ်ပြီးပြောချင်ပါတယ်အာပထမဆုံးအနေနဲ့ဒီ video ကကျွန်မရင်းနဲ့ပတ်သက်တဲ့ video မဟုတ်ပါဘူးအာဘာလဲဆိုတော့ကျွန်တော်နိုင်ငံနေပြီးတော့ထိုင်းကိုသွားပြီးတော့ကြောက်တက်ပို့လို့နေကြတဲ့ ကြောင်းတက်ဖို့လည်းသွားနေကြရတယ်ဖြစ်ရှိတယ်။ဘုံမှာရောက်နေကြရတယ်ဖြစ်ရှိတယ်။ပြီးတော့ time မှာကြောင်းတက်မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးအချက်တစ်ခုကဘာလဲဆိုလို့ရှိရင် bank account ခုရှိရမယ်။ကျောင်းသားအဲကျောင်းသားမှာ bank account ဖြစ်မယ်ရှိတယ်နဲ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျောင်းသားကပေးရတယ်။နောက်တစ်ခုကဒီဘုံမှာ time မှာအများသောအပြည့်ဒီ payment တွေကိုဒီ digital နဲ့ပွားရတာများတယ်ပေါ့နော်။ lambda မှာ lambda ဆိုင်တွေမှာလည်း scan ဖတ်ပြီးတော့ပေးလို့ရတယ်။ဒီလိုကျွန်တော်တို့မြန်မာမှာလို့ဆိုပြီး ABC တို့ one store လို့လောက်အောင်ဒီပေါ့ time 7 11ရှိရဲ့အဲ့မှာလည်းကျွန်တော် scan ဖတ်ပြီးတော့ပေးလို့ရတယ်အာဆိုတော့ပတ်စံနေအများကြီးတည်သွားမှုမလို့ပေါ့နော်အာနောက်ပြီးလို့ရှိရင်ဥပမာဘောက Starbuck coffee တောက်ရှင်တယ်အာ coffee တောက်ရှင်လို့တောက်ရတယ် coffee ဆိုင်ကိုတောက်ရတယ်ဒါပေမဲ့သူတို့ရဲ့တချို့ branch တွေမှာငွေသားလက်မခံပါဘူးဆိုတော့ digital နဲ့ပဲပေးလို့ရတယ် scan ဖတ်မှာဒါမှမဟုတ်ရှင်ကဲ့နဲ့ပေးမလားဒီလိုပဲပေးလို့ရတယ်ဆိုတော့ခုမှ bank account မရှိဘူး bank account မရှိဘူးဆိုလို့ရှိရင် coffee တောက်မှတောက်လို့မရအောင်ဖြစ်ဆိုတော့မဖြစ်မနေ bank account တွေတခုရှိကြတယ်ねဆိုတော့ ဒီဘဏ်အကောင့်အကြောင်းသားတွေအနေနဲ့ဘဏ်အကောင့်ဖွင့်ဖို့ပါတယ်လို့ပြောတဲ့ဘဏ်အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုပြပြပေးပါမယ်။နံပါတ်1အရေးကြီးဆုံးအချက်ကတော့ကိုကဘယ်ဘဏ်မှာအကောင့်ဖွင့်နေတာလဲ။ဒါအရေးဆုံးဆုံးဖြတ်လို့လိုပါတယ်။ဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဟိုမှာအ SCB ဘဏ်မှာဖွင့်မယ်ဆိုလို့ရှိရင် SCB ဘဏ်ကိုချိန်ဆက်ပြီးတော့ဘီမြန်ကိုလိုအပ်ပါတယ်။ဟိုမှာအဥပမာနဲ့ပြောတော့ကိုကချူလော်လောင်ကောင်းရဲ့အကြောင်းသားတယောက်ဆိုလို့ရှိရင်ချူလော်လောင်ကောင်းအကြောင်းသားအနေနဲ့ SCB ဘဏ်မှာအကောင့်ဖွင့်ဖို့ ပါစားစံရည်လို့လေဥပမာဆိုလို့ရှိရင်ကြောင်းခေါ်စားလာဒါမှမဟုတ်ရှိရင်ကြောင်းရဲ့ထောက်ခံစားလာဒါလို့ပါလားဒါအရင်ဆုံးကအာကြောင်းရဲ့ coordinator ပေါ့နော် coordinator ကိုရင်ပြီး coordinator ကဒီစာလိုတဲ့စာစံကိုပြပေးတယ်ဆိုတော့သူ့ကိုရင်ပြီးသူ့ကိုမေးပြီးလို့ရှိရင် data ရမယ်ဆိုလို့ရှိရင်ကိုကအရင်ဆုံးဒီစာစံတွေရှိအောင်ရင်တော့စာစံတွေရမယ်ဆိုလို့ရှိရင်ကြောင်းပေါ်ပန်သွားပါပန်သွားလို့ရှိရင်ဘာယူရမလဲဆိုလို့ရှိရင်ခုနပြောတဲ့ အဲစာအစံအကြောင်းပုံစံအားမလို့ရှိရင်အကြောင်းအပြီးရထောက်ပြလာလို့မယ်နောက်တစ်ခုက passport လို့မယ် passport ပြလို့ရှိရင်တော့ bank account ထဲမှာထည့်ဖို့ငွေသားအနေနဲ့ယူတော့ပါနည်းနည်းလေးရတယ်အများကြီးလည်းရတယ်ဟိုလက်ထဲမှာ cash ရအများကြီးမကင်ထားခြင်းမဆိုလို့ရှိရင် bank account ထဲကိုအကုန်ထည့်ထားလို့ရတယ်နောက်တစ်ခုက bank account ဖွင့်ဖို့ဘယ်လောက်ကြာလဲဆိုအဲတိတ်တော့မကြောက်အဲတစ်နာရီတစ်နာရီဒီလောက်ဒီလောက်ပဲကြာပါဟုတ်ပြီ bank account ဖွင့်ပြီးအဲစာအုပ်ရပြီဆိုလို့ရှိရင် mobile banking မှာဖွင့်ဖို့ပြောပါနောက်တစ်ခုက mobile banking ဖွင့်လို့ရှိရင် ATM card တို့ ယူလားဆိုပြီးမေးလိမ့်မယ်။ ATM ကယူမယ်လို့ပြောပါ။ ATM ကယူပြီးသားလို့ရှိရင်ထပ်ပြီးတော့ပြေးပါလိမ့်မယ်။ဒီကတ်ကိုပတ်စံထိုးဖို့အတွက်ပဲသုံးပါမှာ။ဒါမှမဟုတ်ရှိဒီဘက်ကလိုမျိုးဝင်ပေးချင်တဲ့အတွက်လည်းအသုံးပြုမှာလားဆိုတော့မေးလိမ့်မယ်။ဒီဟာအဲ့လိုမေးလို့ရှိရင်ဝေထုတ်တာလည်းသုံးမယ်။ဝင်ပေးချင်တာတွေအတွက်လည်းသုံးမယ်။ဒီဘက်ကလည်းလည်းသုံးပြုမှာဆိုတော့တို့ပြောလိုက်လို့ရှိရင်တို့ကအဲ့ဒီကတ်ကို digital ဘိုင်း digital နဲ့ဝင်ပေးချေလို့ရတဲ့ကတ်တစ်ခုဖြစ်ပါသလိုလုပ်ပြပါလိမ့်မယ်။ ဒီ process တွေအားလုံး bank account ရဲ့ bank account ဘယ်ဆောင်ပါလို့ပေါ့ solution mobile banking ရဲ့အာ ATM card ရေပေါ့နော်ဒီဟာဒီသုံးခုရဖို့ဘယ်လောက်ကြာလဲဆိုလို့ရှိရင်အာဒီ through စီမှာ crowded ဖြစ်လာမဖြစ်လာဘူးပေါ့ဒီရပေါ့နော် through စီမှာ customer တွေရမ်းများနေဆိုလို့ရှိရင်အာ token number ဟိုကိုက token စောင့်အာကြာကောင်းကြာမယ်ပေါ့နော်ကိုအလက်ရလို့ရှိရင်တော့ဒီ process ကတိတ်မကြောက်ရောက်တော့လို့ရှိရင်လိုတဲ့စာစာတွေပေးလိုက်ပါပေးလို့ရှိရင်သူတို့ကဟို form တွေဖြည့်ဖို့ပေးလိမ့်မယ် ်အာ၃၄ဆောင်မျိုးဖြစ်ရတယ်။အလေးစားတွေဖြစ်ရတယ်။ဒါဘတ်ဖုန်းနံပါတ်ဖြစ်ရတယ်။အာ mission ဖုန်းနံပါတ်ဖြစ်ရတယ်။အာအရေးကြီးရတဲ့ကူကဒီဒီ mobile banking လို့တော့မဲ့ဖုန်းနံပါတ်ကကိုအနေနဲ့ခိုင်မဲ့ time မှာအနေနဲ့ခိုင်မဲ့ဖုန်းဖြစ်တယ်။အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်မှပြန်ပြီးတော့ပြောင်းနေရတာဆိုလို့ရှိရင်ကတိလင်နိုင်ပါတယ်။ဒါကြောင့်အမြဲတမ်းကိုင်မဲ့ဖုန်းနံပါတ်နဲ့အကောင့်ပုံပို့ပါရယ်အကောင့်ပုံလို့ဆိုလို့ရှိရင်ကျောင်းလက်ခံစာကျောင်းခေါ်စာအဲနောက်တစ်ခုကကျောင်းရထောက်ခံစာဒါလို့ ပြီးလို့ရှိရင် passport ကိုရင်းလို့ပါမယ်။နောက်တစ်ခုကတော့ account ထဲမှာထည့်ဖို့ data လို့ပေါ့။ဒါပဲလို့ပါမယ်။ဒီအနေနဲ့သွားပြီးတော့ ban ကို print နေတဲ့ file ကိုအရင်ဆုံးမြင်ပြီးဆိုတော့မှ private server နဲ့ပြင်ဆင်အောင်လုပ်ပါ။ပြီးလို့ရှိရင်အာ network mobile banking တစ်ခါရပြမှာ ATM card ATM card နဲ့ debit card တစ်ခါလည်းလုပ်ပါ။ဒါဆိုလို့ရှိရင်တော့ဒီ online transaction တွေအတွက်ဒီကိုအပန်းကောင်းပြန်ပါပါလိမ့်မယ်။အဆင်ပြေတော့မယ်ထင်ပါတယ်။ အအများကြီးမလိုပါဘူးပထမဆုံးအနေနဲ့အရေးကြီးတာကတော့ payment plan ကိုတခြား viewer node ဥပမာ node server ဆိုတဲ့ပြည်စုံအောင်လုပ်တော့ပါအဲဒါဆိုတော့ဆက်ပြီးဟုတ်ပြီအာဒါကတော့ခိုင်းနိုင်ငံမှာအကြောင်းသားတည်းတယောက်အနေနဲ့ bank account ဘယ်လိုဖွင့်ရမလဲဆိုတာကိုဝင်ရပေးခဲ့တာ bank account ဖွင့်ဖို့အခက်အခဲဖြစ်နေတဲ့အကြောင်းသားဖွင့်ရတဲ့ငွေရင်းနေပါတယ်ရှိလို့ရှိရင်ဒီဗီဒီယိုလေးကို share ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ်ရှင်တို့ကို message ခေါ်ပြီးတော့ဖြစ်ဖြစ်အသိပေးလိုက်ပါဦး။နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်။အားလုံး stay happy နေနေ Peace